ဟင်းဝေရင်ထပ်ပူချောပြီးတစ္ဆာရှိတဲ့ကောင်လေးနဲ့ဘန်ကောက်မှာပျော်ရွှင်နေတဲ့အဆိုတော်ဝိုင်းစုခိုင်သိန်းအချစ်တချင်းချူချိုလေးတွေကိုတီဆိုတက်တဲ့အဆိုတော်ဝိုင်းစုခိုင်သိန်းကိုတော့ပရိသတ်ကြီးမတိသူမရှိလောက်ပဲဖြစ်ပါတယ်အချစ်တချင်းလေးတွေကိုအမဲဆိုတက်ပေမဲ့ဝိုင်းစုဟာသူမရဲ့အချစ်ရေးဘက်မှာတော့အမြဲတမ်းကံမကောင်းခဲ့ရသူပဲဖြစ်ပါတယ် ဆိုတော့ဝိုင်းစုခိုင်သိန်းဟာတချိန်လုံးကမင်းသားဟင်းဝေရံနဲ့ချစ်သူတွေဖြစ်ခဲ့ကြပေမဲ့ယခုအခါမှာတော့သူမတို့နှစ်ယောက်လုံးဟာဘဝတက်ကိုစီနဲ့ဖြတ်တန်းနေကြပြီပဲဖြစ်ပါတယ်။ဒါအပြင်လမ်းခွဲပြီးနောက်ပိုင်းမှာလည်းဟင်းဝေရံနဲ့ကြုံကြိုက်လို့တွေ့ဆုံတိုင်းသူမတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်စိတ်แท้ပါမှမရှိပဲတာမန်မိတ်ဆွေတငယ်ချင်းအနေဖြင့်ခင်မင်ပြောဆိုနှုတ်ဆက်တာတွေရှိတယ်လို့လည်းဝိုင်းစုက ပြောဆိုထားပါတယ်။ဟင်းဝေရန်ဟာလည်းမကြသေးခင်ကမှတရုတ်ဆောင်ဆိုးပြည့်တစင်နဲ့ဆစ်ဆက်ပွဲကိုကျင်းပခဲ့ပြီးတိတ်မကြခင်မှာပဲမင်္ဂလာပွဲကျင်းပတော့မှာပဲဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းဟာလည်းယခုအခါမှာစစ်တူကောင်လေးအစ်စ်နဲ့ဘန်ကောက်မှာပျော်ရွှင်နေတဲ့ပုံတွေကိုခြားပြလာခဲ့တာပဲဖြစ်ပါတယ်။ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးခြင်းဖြင့်ကူညီပေးကြပါအောင်နော်။